ဆရာကြီးတစ်ခုလောက်မေးချင်လို့ပါဆရာဟုတ်ကဲ့ဗျာဟုတ်တာဆရာတော်တော်များများလေးကြဒီပုဒ္ဒဆေးတွေမှာတော့ဒီကျွန်တော်ဂျန်ရယ်တို့နေသားမြေတီတာထိတေပေါ့နော်ကွန်တက်ပြီးရနောက်ကပင်လုံးပြစ system တွေဒီတယ်နောက်တစ်ခုကကြတော့ဒီသူတို့ကကြ train lami late ဆိုပြီးတော့သူကလာသေးတယ်ဆရာအဲ့လားဘာလို့ဆိုလိုတာလုံးဆရာအဲ့အမျိုးတွေကဘာတွေနောက်တစ်ခုကကြတော့သူကဘယ်တွေ အဲဘယ်လိုယောဂပိုးတွေအတွက်ပို့ပြီးတော့အဆင်ပြေတာလဲပေါ့နော်ကျွန်တော်တည်တာပင်လုံးပြတ်တည်တည်အဲနောက်တစ်ခုဆိုတာလေးကကျွန်တော်တို့ကြားမိတော့ပါဆရာဟုတ်ထွန်းထွန်းလမင်းကတော့ပါဒီမေကွန်းကနည်းနည်းတာမန်တောင်းသူတော့တိတ်နားမလဲဘူးပေါ့နော်ဒီဆေးရောက်တဲ့သူတွေတို့ဒါမဲ့သုံးဆွဲတဲ့သူတွေတည်တဲ့ပါတယ်အဲမှာ तू ကမုတ်တော့အရှင်ခေါ်တာပေါ့အဲဒီမုတ်ပိုးတဲ့ဈေးမုတ်တဲ့ဈေးအလုတ်လုတ်ပုံပေါ့နော် အလုပ်လုပ်ပုံမှာခုန content လို့ခေါ်တဲ့ ठी တီရှိတယ်ပေါ့နော် ठी တီစားတယ်ပေါ့နော်ဒါရ content ठी ရင် ठी မတည်တာပေါ့နော်ဒီပိုးကောင်ကခုဖြန်းလိုက်တဲ့ဈေးနဲ့ ठी မတည်တာမ ठी ရင်မတည်ဘူးပေါ့နော်အဲ့ဒါ content တည်တယ်နောက်တစ်ခါ ठी တီစားတယ်နဲ့အတူတူပါပဲနောက်ပင်လုံးပြန့်ပင်လုံးပြန့်ဆိုတော့မနေ့ကဆရာပြောတဲ့ပိုးတွေယောဂါတွေမကြခင်မှာပင်လုံးပြန့်ဈေးကျူဖြန်းရတယ်ဆိုတာသူပင်လုံးပြန့်ဈေးကြတော့ ဒီအပင်ထဲမှာဖြန်းလိုက်မယ်ဖြန်းလိုက်မယ်ဆိုရင်ပင်လုံးပြန့်တဲ့အတွက် systemic ဖြစ်တဲ့အတွက်သူကဒီအရွက်ထဲကနေပြီးတော့အပင်ထဲကတိထဲမှာဝင်ဝင်ပြီးတော့ထိတဲ့နေရာကနေပြီးတော့အပေါ်ပြန့်တာပင်လုံးပြန့်တာเนาะဥမာဓာတ်ရောကဈေးဖြန်းတယ်အပင်ကိုဖြန်းတယ်ဖြန်းလိုက်တဲ့အခါမှာအရွက်လေးပေါ်မှာပဲဖြန်းမိတယ်ဆိုရင်အဲ့အရွက်ကအရင်ကနေပြီးတော့အဖျားတွေပဲပြန့်သွားတာအရွက်ကနေအောက်တွေမပြန့်တော့ဘူး အဲ့ဒါပင်လုံးပြန်ရဲ့သဘောတရားပဲเนาะသူကရေကြောစည်းကနေပြန်လာဖြစ်တဲ့အတွက်ဆေးထီးတဲ့နေရာနေအပေါ်ပြန်နေဒါကြောင့်ပင်လုံးပြန်ဖြန်းရင်အပင်ခြေကိုရွှေအောင်အောက်ကိုလည်းဖြန်းပေးရတယ်ဒါမှအပင်ခြေကိုဆေးထီးမှအပင်ခြေကနေအပေါ်ပိုင်းကိုပြန်မှာเนาะဒါပင်လုံးပြန်သဘောတရားအထက်အောက်ပြန်တဲ့ဆေးရောမရှိဘူးလားဆိုရင်မူသက်ဆေးအခု post တိုင်းအလူမီနီယံတွေကတော့အဲအထက်အောက်ပြန်တာပေါ့เนาะဒါကတော့ရှားတယ်လीဒါသားတို့တိတဲ့ထိတည်နေပင်လုံးပြန်ဒါကဒါအခု မရှင်းမရှင်းဖြစ်နေတဲ့ translamina action ဆိုတာတို့ထိုးပေါက်စိတ်ဝင်အာနိသင်ရှိတာပေါ့နော် penetrate action လို့ခေါ်တယ်အင်္ဂလိပ်လိုတော့ဗမာလိုတော့ထိုးပေါက်စိတ်ဝင်အာနိသင်အဲ့မှာဒါတို့နည်းနည်းစကလုံးပေါ်မှာအဝါဖြစ်နေလို့ပါသူကထိုးပေါက်စိတ်ဝင်အာနိသင်ရှိတဲ့ရှိတယ်ဆိုတာကအရွက်ကိုဖျန်းလိုက်မယ်ဘိုးကအရွက်အောက်မှာရှိနေတယ်အရွက်အောက်မှာရှိနေတဲ့ပိုးအရွက်အပေါ်ဖျန်းလိုက်ရင်လေးနဲ့ အောက်ကိုထိုးပေါက်စိတ်ဝင်သွားနိုင်တယ်အဲ့တော့ penetrate action လို့ခေါ်တယ် translamina action လို့ခေါ်တယ်သူကအပေါ်နဲ့အောက်နဲ့ထိုးပေါက်နိုင်တာပေါ့နော်အရွက်ရဲ့အပေါ်နဲ့အောက်ကိုထိုးပေါက်နိုင်တာပေါ့ရွက်တွင်းပြန့်လို့လည်းပြောလို့ရတယ် local systemic လို့ခေါ်တယ်အနီးအနားတွင်ပြန့်တာပေါ့နော်ဒသိတသိဒပြန့်တာပေါ့ partial systemic လို့လည်းခေါ်တယ်ပေါ့နော်အဲ့လောက်စီနားလည်လား translamina action ဆိုတာ အနီးနားလေးနဲ့ပြန်လာအရွက်ရဲ့အထက်နဲ့အောက်နဲ့ပဲပြန်လာမျိုးနောက်ဒီရွက်လေးရွက်ကတ်ဒီမှာအပေါ်အဖျန်းယုံလေးနဲ့အတွင်းထဲကပိုးကိုတီးရအောင်เนาะဒါ penetration လို့ခေါ်တယ်နောက်တစ်ခါဒီအရွက်သားထဲမှာရှိနေတဲ့တို့ဒီ lip miner တို့ဘာလို့ဆိုရင်ရွက်ထွန်းပိုးတို့ဘာလို့ဆိုရင်အရွက်နှလွာကြားထဲမှာနေတာဟုတ်အဲ့တော့အပေါ်ကဖျန်းလိုက်လို့ရှင်အတွင်းထဲပိုးတကူ စိတ်ဝင်ထိုးပေါက်နိုင်တာမျိုးတို့အဲအဲ့ဒါမျိုး penetrate action လို့ခေါ်တယ်အဲ့ဒီထိနားလဲလားဟုတ်ကဲ့နားလဲပါဟုတ်နားလဲပါလဲပါလဲဟုတ်ပြီဟုတ်ပြီဟုတ်ကဲ့အဲ့ဒါတရှင်းနည်းနည်းလေးခက်လို့သူကအဲ့တော့ penetrate action ဆိုတာအထက်နဲ့အောက်နဲ့အရွက်အပေါ်နဲ့အောက်နဲ့ပြန်နိုင်တာကို translaminar translaminar action လို့ခေါ်တယ်ပေါ့နော် local systemic လို့လည်းခေါ်တယ်ပေါ့အဲအဲ့ဒါကဘလူးဆေးတွေမျိုးတွေဆိုရင်ဥကန်းစီတဲ့ဆေးတွေပေါ့ ခုကန်းစီရဲ့ဆေးဆိုတာပရိုဖီနိုဖော့လို့ဘုဒ္ဓဆေးလဲဆိုရင်ပရိုဖီနိုဖော့ဆိုတာကြားဦးရမလားကြားပါလားဗျအေးအဲ့နန်လဲနန်တယ်အဲပူလဲပူတယ်ပေါ့နော်အဲ့ဒါတွေက EC နဲ့လာရတဲ့ပရိုဖီနိုဖော့လို့ဟာမျိုးတွေပေါ့နော် Translamine Action မိုးသက်ဆေးတွေကတော့ဒီအများကြီးပေါ့မိုးသက်ဆေးကတော့တင်လုံးပြန်ရောတချို့ဟွာတွေက Translamine Action အထက်အောက် ပြန်နာမျိုးတွေကရမုသစီတွေကတော့ထိတိနဲ့ပင်လုံးပြန့်မယ်များပါတယ်။ဒါပိုးသက်စီတာတို့ရွက်လက်ရွက်ကတ်တို့ဘလီမိုင်နာတို့ရွက်ထွန်းပိုးတို့ကြတော့ translamina action ပါတဲ့ဟာမှနောက်ဥကန်းစီတို့ rofino ဖော့တွေကအဲအဲ့လို translamina action ပါတာပေါ့နော်။ဟုတ်ပြီဟုတ်ပြီ။အများကြီးပြောရင်နားရှုပ်သွားမှာဆိုလို့အဲ့လောက်ထိနားလည်လား။ဟုတ်ကဲ့ဆရာနားလည်ပါတယ်ဆရာဟုတ်။ဟုတ်ကဲ့ဟုတ်ပြီ။